မင်္ဂလာပါရှင်ဒီနေ့တော့မေမိုးတို့အိမ်မှာ ပိနေသည့်တာလပေါ်ချက်စားပါတယ်ပိနေသည့်တာလပေါ်ကတော့မေမိုးတို့မွန်ပြည်နယ်သားတွေရဲ့ကြိုက်ကြတဲ့ဟင်းလေးတစ်ခွက်လည်းဖြစ်ပါတယ်မေမိုးတို့မွန်ပြည်နယ်မှာကြတော့တထုံမှာကြတော့လေဘာဖြစ်ဖြစ်တာလပေါ်လိုက်တာပဲပိနေသည့်လည်းတာလပေါ်တယ်မြစ်တာလပေါ်တယ်သိရမလားမဲဇလီတာလပေါ်အန်တန်းပြီးလို့ရှိရင်အမျိုးမျိုး တာလပေါ်ချက်ကြတာပေါ့နော် ဒါကတော့ပိနေသီးလေးတွေကိုပေါက်လိုက်တာဗောနော်ပိနေသီးလေးတွေကိုပေါက်လိုက်ပြီးတော့ဟိုကိုနှစ်သက်တလို့တုံးလိုက်လဲရပါတယ်တေးတေးကြိုင်တေးတေးကြီးကြီးကြိုင်တေးတေးကြီးကြီးဗောနော်ဒါမဲ့အနေတော့အဲ့လိုမျိုးလေးတုံးလို့ရှင်တော့ဟီးလေးလို့ဖြစ်တာဗောနော်ဒီပိနေသီးလေးကမဆိုးတလောက်လေးတော့ယင့်သွားတယ်ဒါမဲ့မေမိုးကကြိုက်တယ်အဲ့လိုအစိဆက်ဆက်လေးတွေပါတော့ပူချိုတာဗောနော်စားရတာလေး ားကိုတုံးထားလဲဆိုရင်ခေါနစ်ချစ်ခန့်ကိုတုံးထားပါတယ်သူကလေအဲ့ဒီစက်သားလေးတွေကနူးနူးအီးလေးတွေနဲ့ဟိုဟာခြုံတက်လည်းရှိတယ်ပေါ့နော်အဲ့စက်သားလေးတွေကိုပြီးတော့မေမိုတို့စက်သားတွေကအယိုးတက်ကိုလိုချင်တဲ့အတွက်အယိုးတွေပါထည့်ချက်ထားပါတယ်ရှင် ပြီးရင်တော့ဒါကတော့ဟိုဆန်ဟိုပေါ့နော်ဆန်လှော်မှုတ်လေးနည်းနည်းထည့်မယ်တချို့ကလည်းဆန်စိမ့်မှုတ်ပဲထည့်လို့ရတယ်ဒါပေမဲ့ဒီတစ်ခါတော့မေမိုကဆန်ကိုလှော်ပြီးတော့ထည့်ချင်တာမို့လို့နည်းနည်းလေးမှုန်းနှံလေးရအောင်ဆန်ကို လှော်ပြီးတော့မှကျိတ်ပြီးတော့တုံးလိုက်ပါတယ်เนาะဒါဆန်လှော်မှုလှုပ်လိုက်တဲ့အဆင့်ပေါ့เนาะ ဒီဆင်းရောက်ပြီဆိုလို့ရှိရင်သူပြန်ဆူလာမှာပေါ့နော်နည်းနည်းချက်ပြီးလို့ပြန်ဆူလာရင်မိမိုးကဘာထက်မလဲဆိုရင်ဆန့်လွန်မှုကလေးကိုဖျော်ပြီးတော့ထည့်လိုက်ပါတယ် ြစ်ရင်တော့မိမှုကငရုတ်ကောင်းလေးကိုမိကင်လိုက်ပါတယ်။ငရုတ်ကောင်းကအဲ့လိုကိုယ့်ဘက်ကိုလုံးမပို့ပြီးတော့မှုရတာပေါ့နော်စားတာ။ပြီးရင်တော့စားလေးနဲ့နဲ့ထည့်တယ်ဟင်းရီကိုစားရုံငံပြရီတို့ပေါ့နော်။မိမိနှစ်သက်တလောက်ကိုချက်တဲ့အမောင်းပေါ်မှာမူတီဗီလိုက်လို့ရပါတယ်။ဟောကိုကခက်လေးလေးကြိုက်ရင်လည်းခက်လေးလေးပေါ့ခက်ပေါ့ပေါ့ကြိုက်ရင်လည်းခက်ပေါ့ပေါ့နှစ်သက်တလို့ချက်လို့ရပါတယ်နော်။ လောကတဲ့အရန်ကိုကောင်းနေပြီတူလားပိန်နေတည်ရင်လေ तू ကဣလာပြီပေါ့နော်ဟိုဆတ်မှုတ်လေးကလည်းစပစ်လာပြီ तू ကအေးဝိုင်းဒီထက်နည်းနည်းလေးပြစ်သေးတယ်နော်ပြီးတော့မေမူငွေကောင်းမှုတ်ကလေးကိုဟိုငွေကောင်းလှော်လေးကိုထောင်းလိုက်တာပေါ့နော်တအားအောင်မှုတ်တယ်ငွေကောင်းကမေမူက ready made လာတဲ့ဘူးတွေကိုလုံးဝမကြိုက်ဘူးဒီလိုကိုယ့်ဘက်ကိုထောင်းပြီးတော့ကိုဘူးလေးနဲ့တင်လာတယ်စားကန်ဒီမှာထက်ထက်စားတာပေါ့နော်ပူမွေးပါတယ်ရှင်စားရတာလေး Blue Redmi. So check it out. That girl has five million dollars.